မင်္ဂလာပါရှုမွက်နိုင်ခြင်းနေရနေပြန်လေးကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ဆီယာမင်းတူဝင်ရဲ့ဂျပန်ပုံမြင်များလေးကကြားတိုင်းတိခေါင်းဆိုဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်နားဆင်ပေးပါအောင်ရှင်ကြိုက်နှစ်တက်တက်ဆိုရင် like subscribe နဲ့ share ပေးဖို့လည်းမမေ့ပါနဲ့နော်ရှိရှိတုန်းကဂျပန်ပြည်မှာအဖိုးအကြီးတယောက်ရှိတဲ့ဆင်းလို့ဆင်းရဲတယ်ဒါပေမဲ့အင်မတန်ယိုးသားတယ်ဆိုပဲ တနေ့ကျတော့အဖိုးအိုကြီးကတစောင်းတစ်ခုထဲမှာဖျားရှိခိုးနေတော့ရာတီဥရုကပူအိုက်အိုက်ဖြစ်နေတာနဲ့အိတ်ငိုက်လာပြီးလှဲ့ချလိုက်တော့အိပ်ပျော်သွားပါလေဟောတဲ့အဲ့ဒီခါမှအိမ်မက်မက်တယ်မုတ်စိတ်မွေးဖြူဖြူပွေ့ပွေ့နဲ့နှစ်ကြီးတပါသူ့ရှိမှပေါ်လာပြီးသူ့ကိုပြောတဲ့အဖိုးကြီးအတင်အားအလုတ်ကိုလဲစူးစမ်းလုပ်တယ်ရိုးလဲအင်မတန်ရိုးတယ်ဒါကြောင့်အတင်ကိုစုတစ်ခုပေးမယ် ဟောညီခေါင်းစုကိုယူထားပါခေါင်းစုကိုဆွလင်းရင်အတင်ဟာငှက်တွေရဲ့မာဂရစကားကိုလည်းနားလဲပါလိမ့်မယ်တစ်ပင်တွေရဲ့မာဂရစကားကိုလည်းနားလဲပါလိမ့်မယ်တဲ့ပြောပြောဆိုဆိုနေပဲမုတ်စိတ်ဖြူနဲ့ကြီးကကိုယောင်ပြောက်သွားပါလိရောအဖိုးကြီးလည်းကြီးစူးတင်စကားပြောမလို့လို့တော့လက်နိုးလာပါလိရောတဲ့နိုးလာတော့အံ့ဩစရာကောင်းတာက သူ့ပေါင်ပေါ်မှာအိမ်မက်ထဲမှာမြင်လေးရတဲ့ခေါင်းစုပ်အနီလေးဟာပုံလေကလေးရောက်နေတဲ့ဆိုပဲ အဖိုးအိုကြီးတိတ်ဝမ်းသာတာပေါ့ဒါနဲ့ခေါင်းစွန်းကြီးကလေးကိုသူ့အိမ်ကြီးထဲမှာထိုးထည့်ထားလိုက်တယ်ပြီးတော့အိမ်မက်ကိုပြန်လာတာပေါ့အပြေးလွှားလောဒကြီးပြန်တော့မောပါသည်ရောဒါကြောင့်လမ်းပြီးကချီရှုပြီးအောက်ကိုဝင်ပြီးနားတည်အဲ့ဒီအခါမှာပဲကြီးကန်းတကောင်က အရှိဘကပြန်တန်းလာပြီးချင်းရှုလိုက်မှနားတည်နောက်ခဏကြာတော့တခြားကြီးကန်းတကောင်လည်းအနောက်ဘက်ကပြန်လာပြီးချင်းရှုလိုက်မှနားပြန်တည်ပြီးတော့ ကြီးကန်းနှကောင်စကားလက်ဆုံးကြကြပါလီရောဆိုပဲအဲ့ဒီကအဖိုးကြီးကအခန့်တင့်လေးလေးကွာဟောဒီခေါင်းစုပ်အနီကလေးကိုငါစမ်းကြည့်အောင်မယ်ဆိုပြီးခေါင်းစုပ်ကိုထုတ်ယူပြီးခေါင်းမှဆွလိုက်တာပေါ့အဲ့ဒီအခါမှာကြီးကန်းနှကောင်ပြောနေတဲ့မကရစကားကို သူအကုန်နားလေတဲ့ကိုအနောက်ပိုင်းကြီးခမရနဲ့မတွေ့ရတာ တော်ကြသွားပြီတင်းတူမြပြောစရာမရှိဘူးလားလို့အရှေ့ပိုင်းကြီးကမေးတဲ့ အေးဗျာကျုပ်တို့မတွေ့ရတာတော်ကြာသွားပြီကိုတရင်အထုထွေတော့မရှိပါဘူးအင်းတခုတော့ရှိပါတယ်လေအနောက်ရွာက တကြီးဟာမမာနေတာတော်ကြာသွားပါပြီသူမမာတာဟာ မွေးတကောင်ကချိန်စဲထားလို့ဗျာတကြီးကစပကြီးဆောက်တော့ထရန်ချားမှာမွေးတကောင်ပိတ်မိသွားပါတယ်အဲ့ဒီမွေးဟာအပြင်ထွက်ချင်းလွန်းလို့ပင်ပင်မန်းမန်းနဲ့ကြိုးစားနေရပါတယ်ဒါပေမဲ့လူသားတွေဟာအခက်သားပဲဒါမျိုးတွေကိုသူတို့နားမလည်ကြပါဘူး ခမရတို့အွှေ့ရမကိုဗာမြတ်ထူးထူးခြားခြားရှိပါသလဲဗျာတဲ့ပြန်ပြီးမေးလိုက်ပါတယ်။음ကျုပ်မလည်းပြောစရာခက်ဆင်ဆင်သတင်းတစ်ခုရှိပါတယ်။ကျုပ်တို့ရွာကတကြီးရဲ့တမီးကလေးဟာလေမမမကြမ်းဖြစ်နေတာအတော်ကြာသွားပြီ။တကြီးမင်းကသူ့အိမ်မှာလက်ဖက်ရည်ဆောင်တစ်ခုတိုးချဲ့ပြီးစောက်တယ်ဗျာ။အဲ့ဒီအခါနတ်ထင်းမင်းတပင်ကိုခုတ်လဲလေးရတယ်။အဲ့ဒီနတ်ထင်းမင်းအငုပ်ပေါ်ကိုမိုးရွာတဲ့အခါတစမိတ်ကမိုးဆက်တွေကြတာပေါ့။ဒီတော့ ဒဇဒဇနဲ့ဆွေးလိုက်တာပေါ့တေးလည်းမတေးဘူးဗျຫນွေဥပေါက်လို့အကိုင်းခက်ကလေးတွေတိုးထွက်လာတဲ့အခါမှာချက်ချင်းခုတ်ပြလိုက်ပြန်ရောဗျအဲ့ရောနတ်ထင်းငုတ်ကြီးဟာလေရှင်လည်းကောင်းကောင်းမရှင်ရတေးလည်းကောင်းကောင်းမတေးရဒီတော့စိတ်ညစ်ပြီးကြိမ်စဲတာပေါ့ဒါပေမဲ့လူသားတွေဟာအခက်သားပဲဒါမျိုးတွေကိုသူတို့နားမလည်ကြပါဘူးတဲ့ပြန်ပြောတယ်အဲ့ဒါတွေကိုကြားတော့ အဖိုးကြီးဟာတိတ်ပြောပြီးအိမ်ကိုပြန်သွားတယ်။နောက်တနေ့ကျအဖိုးကြီးကအနောက်ရွာကိုသွားရောတကြီးအိမ်ရှိရောက်တော့သူဟစ်လိုက်တယ်။ဘီရင်ဆရာဘီဘီရင်ဆရာတဲ့။ဟစ်တန်ကိုကြတော့တကြီးအိမ်ထဲကလူငယ်တယောက်ထွက်လာပြီးဘီဆရာကြီးကျွန်တော်တို့တကြီးမင်းယောဂနဲ့နဲ့တက်တာလာပါတယ်။ဘာမြမယုံနေတယ်လေဆိုတာဆရာကြီးဟောနိုင်မလားလို့လှမ်းခေါ်ပြီးမေးတာပေါ့ ဒီတော့အဖိုးကြီးကတကြီးအိမ်ထဲဝင်သွားပြီး အခန်းထဲကတကြီးအနာမှာထိုင်နေထိုင်ရင်းနဲ့အိမ်နေရင်းကြီးနဲ့တရားထိုင်သူညိန်နေပြီးမှခဏကြာတော့ပြောလိုက်တဲ့တလောတော့ကတကြီးမင်းဟာစပယ်ကြီးတလုံးဆောက်တယ်မဟုတ်လားအဲ့ဒီစပယ်ကြီးထင်ရန်ကြားထဲမှာမွေးတကောင်ပိတ်မိနေတယ်ဒီမွေးဟာမတည်သေးဘူးအင်မတန်ပြင်းပြင်းမမတ်နဲ့ထွက်ချင်လို့တိုးဝင်နေတာပဲသူ့ကိုလှုပ်လိုက်ရင်တကြီးမင်းနေကောင်းသွားမှာပဲလို့ဟောလိုက်တဲ့ အဲ့ဒီတော့တကြီးလဲလက်သမားတယောက်ကိုခေါ်မွေကိုလှုပ်ပေးပါလို့ခိုင်းလက်သမားကထင်ရန်ကိုခွာလိတော့လာလာထင်ရန်ကြားမှာမွေပိန်ကလေးမျိုးမျိုးကိုတွားတွေ့ရတယ်အဲ့ဒါနဲ့မွေကိုလှုပ်လိုက်တဲ့ဆိုရင်ပဲတကြီးလဲချက်ချင်းလိုပဲကျမ်းမာလာတယ်အဲ့ဒါနဲ့ကျေးဇူးတင်လွန်းလို့တကြီးကအဖိုးကြီးကိုပစံတွေအများကြီးပေးလိတဲ့နောက်တနေ့ကြပြန်တော့အဖိုးကြီးဟာအရှိရွာကိုသွားတယ်တကြီးအိမ်ရှိရောက်တော့ အရင်တနည်းရလိုပဲဟစ်ပြန်တာပေါ့ဘီရင်ဆရာဘီယိုဘီရင်ဆရာတဲ့ဘီရင်ဆရာကြီးလာပါဦးကျုပ်သမီးလေးနေမကောင်းတာကိုကြည့်ပြီးဟောပေးစမ်းပါတဲ့တကြီးကပြောတယ်အဲ့ဒီညမှာအဖိုးအကြီးဟာလက်ဖက်ဆောင်မှနေတယ်တကောင်လောက်ရောက်တော့လီမတိုင်ဖဲနဲ့သီးဝတ်တွေလှုပ်တန်ကြရတဲ့ဒီတော့ခေါင်းစွန်းအနီလေးထုတ်ယူပြီးခေါင်းမှဆွတ်လိုက်တယ်အဲ့ဒီမှာခြံလေးကတစ်ပင်တွေပြောတဲ့မာဂရစကားကိုကြားရတဲ့ တောင်ထင်းရှုပင်ကနတ်ထင်းမင်ငုတ်ကိုလှမ်းမိလိုက်တယ်။ဖြိုးကိုနတ်ထင်းဒီနေ့နေရထိုင်ရတက်တာရဲ့လား။ဒီຫນွေဥပေါင်းမှာကောင်းတာတစ်ခုခုဖြစ်လိမ့်မယ်လို့ကြုတ်ထင်းနေတယ်ဗျာ။စူးစားပြီးအခဲပြီးနေစမ်းမအောင်နဲ့။နောက်တော့ဝတ်တချပင်ကြီးကလည်းနတ်ထင်းမင်ငုတ်စကားပြောပြန်တယ်။အဲ့ဒီလိုနဲ့အနီးနားမှာရှိတဲ့တစ်ပင်တွေကအားပေးကြတဲ့တစ်ပင်တွေပြောသမျှမဂရစကားကို ခေါင်းစုအနီဆွတ်ထားတဲ့အဖိုးအိုကြီးအကုန်ကြားပြီးနားလေတာပဲတဲ့မနစ်မိုးလင်းတော့အဖိုးကြီးကတကြီးအိမ်သူအိမ်သားတွေကိုပြောတယ်လက်ဖက်ရည်ဆောင်နားကနတ်ထင်းမင်ငိုကိုတူပြီးတခြားနေရာလွတ်တခုမှာတွားဆိုင်ပါအဲ့ဒီလိုဆိုင်လေးရင်တကြီးသမီးလေးနေကောင်းသွားမှာပဲလို့ပြောလိုက်တယ်ပြောတဲ့အတိုင်းလုပ်လိုက်တော့တကြီးသမီးကလေးလည်းချက်ချင်းထထိုင်တာပဲတဲ့။ညီလေးကောင်းသွားရောဒီတော့တကြီးမင်းကအဖိုးကြီးကို စုတွေလက်တွေအများကြီးချလိမ့်တဲ့အဲ့လိုနဲ့ကြားတိုင်းတိခေါင်းစုအနီလေးရဲ့ကျေးဇူးကြောင့်အဖိုးကြီးဟာအသက်ထက်ဆုံးချမ်းချမ်းသာသာနေသွားရပါလိမ့်ရောတဲ့ပုံမြင်လေးကတော့ဒါပါပဲကွယ်အဆုံးထိနာဆင်ပြေတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြရအောင်ပါနော်